မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မင်းအောင်လိုင်ကတူလောက်ခန်တိုက်စစ်ဌာနချုပ်နေမြေရှိခုကတပ်ဖွဲ့ဝင်တွေအလုံးကို24နာရီစစ်စင်ရေးအတွက်အမြဲအသင့်ရှိရမယ်တမ်းပြေစစ်မှုထမ်းတွေအဖြစ်သတ်မှတ်တယ်လို့အမိန့်ထုတ်လိုက်ပြီးဒါဟာစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံးအတွက်အရေးပေါ်အခြေအနေကြေညာလိုက်တာဖြစ်တယ်လို့ဆိုပါတယ် နိုင်ငံဝင်ငွေနဲ့ပါနေတဲ့စစ်ကောင်စီကရှေးရခိုင်ကုံသွယ်ရေးနီလန်းဖြစ်တဲ့ကုန်ပစ္စည်းချင်းဖလှယ်တဲ့ BAD ကုံသွယ်မှုစနစ်ကိုစတင်ကျင့်သုံးဖို့ညွန်ကြားတာပြန်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကတူလာအောက်ခံတိုက်စစ်ဌာနချုပ်နယ်မြေ၈ခုကတပ်ဖွဲ့ဝင်တွေအားလုံးကို၂၄နာရီစစ်စင်ရေးအတွက်အမြဲအသင့်ရှိရမယ် တန်းပြေစစ်မှုထမ်းတွေအဖြစ်သတ်မှတ်လိုက်တယ်လို့မင်းအောင်လိုင်းကအမိန့်ထုတ်လိုက်ပြီးဒါဟာစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးအတွက်အရေးပေါ်အခြေအနေကြီးညာလိုက်တာဖြစ်တယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်အဲ့ဒီအမိန့်ကိုအကြမ်းဖက်မင်းအောင်လိုင်းကိုယ်တိုင်ထုတ်ပြန်လိုက်တာဖြစ်ပြီးမြောက်ပိုင်းတောင်ပိုင်းအနောက်ပိုင်းအလယ်ပိုင်းအရှေ့တောင်တိုင်းနဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နေမြေတွေအပါအဝင်တိုင်းစစ်ဌာနချုပ်နေမြေ၈ခုမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေ၊နေကြားဆောင်တွေ စစ်စင်ရေးနဲ့လုံခြုံရေးတာဝန်ယူထားတဲ့ရဲတွေပြည်သူစစ်အမိခံပြူစော့တီတွေအားလုံးကိုတမ်းပြေစစ်မှုထမ်းအဖြစ်သတ်မှတ်တယ်လို့အမိန်ထုတ်ပြန်လိုက်တာပါတမ်းပြေစစ်မှုထမ်းဆိုတာဟာရှေ့တန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအားလုံးလုံခြုံရေးတာဝန်ကအစ24နှစ်အပြည့်အထက်ကခွင့်ပြုချက်မရပဲတာဝန်ကျတဲ့နေရာကနေထွက်သွားလို့မရတဲ့အမိန်ဖြစ်ပြီးအခွင့်အရေးပိုရတာမဟုတ်လို့24နှစ်တာဝန်အပြည့်ပေးလိုက်တာဖြစ်တယ်လို့စီရန်ဘိုကြီးလင်းထက်အောင်ကပြောထားပါတယ်နေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကလည်း အခုလောစစ်ကောင်စီကတိုင်းစစ်ဌာနချုပ်နယ်မြေ၈ခုမှာရှိတဲ့တပ်ဖွဲ့ဝင်အလုံးကိုတမ်းပြေစစ်မှုထမ်းအမိန့်ပေးလိုက်တာဟာလုံခြုံရေးအရာအလုံးကိုအရေးကြီးတဲ့အခြေအနေအဆင့်ကိုရောက်သွားပြီးစစ်တပ်အတွက်အရေးပေါ်အခြေအနေတတ်မှတ်လိုက်တာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတပတ်မှာတော့ရန်ကုန်တိုင်းမြန်ကုန်းမြို့နယ်နဲ့မန္တလေးတိုင်းကျောက်ပတောင်မြို့နယ်တွေမှာစစ်မှုထမ်းရမယ်ဆိုပြီးလူငယ်တချို့ကိုနေအိမ်ပေါ်ထိတက်ပြီးတော့ဖမ်းဆီးတာတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ် မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွယ်ပိုင်းမှာပဲရန်ကုန်တိုင်းမြန်ကုန်မြို့နယ်တမိုင်းတိရက်ကွက်မြို့တစ်လန်းအိမ်မက်49ကအသက်22နှစ်အရွယ်လူငယ်မောင်ကောင်းမြတ်ဆိုသူကိုစစ်မှုထမ်းရမယ်လို့ပြောပြီးရက်ကွက်နေမြို့တစ်6လန်းကပြူစော်တီကောင်းဆောင်အောင်သူနဲ့ယာအိမ်မှုဝင်းသူတို့နှစ်ဦးကနေအိမ်ပေါ်တိတက်ဖမ်းသွားပြီးစစ်တပ်ထဲကိုပို့လိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်အလားတူမေလ28ရက်နေ့ကလည်းမန္တလေးတိုင်းကြောက်ပဒေါင်းမြို့နယ် အင်ဒေါ့ကျေးရွာကကျေးရွာဥက္ကဋ္ဌရင်မောင်ဆိုတဲ့သူဟာလေကျေးရွာတွေကလူငယ်၄ဦးကိုစစ်မှုထမ်းမဲပေါက်တယ်လို့ပြောပြီးစင့်ခေါ်လိုက်တဲ့အပြင်ထွက်ပြေးရင်မိဘတွေကိုဖမ်းမယ်ဆိုပြီးတော့ပါပြောနေတဲ့အပြင်ဂလန်ကစံလှုပ်ရင်ထောင်ချပစ်မယ်ဆိုပြီးတော့ပါချိန်ချောင်နေတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါလိမ့်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့တောင်ကလပ်မြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းကိစ္စကိုဖော်ဆောင်ပေးနေတဲ့၁၄ရက်ကွက်နဲ့၃ရက်ကွက်အုပ်ချုပ်ရေးမှုရုံးတွေကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ခုပြောပါတယ်။မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲတောင်လဘမျိုးနဲ့တန်သူမလမ်းမပေါ်မှာရှိတဲ့14ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးနဲ့ဝေဇီယနာလမ်းမပေါ်မှာရှိတဲ့3ရက်ကွယ်အုပ်ချုပ်ရေးမှူးရုံးတွေကို Operation Flame အဖွဲ့ကနေဖောက်ခွဲတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီအုပ်ချုပ်ရေးမှူးရုံးတွေဟာအကြမ်းဖက်စစ်တပ်အတွက်စစ်မှုထမ်းကိစ္စကိုအကောင့်ထဲပေါ်ပေးနေတဲ့ရုံးတွေဖြစ်ပြီးဖောက်ခွဲတိုက်ခတ်မှုအတွင်ပျက်စီးမှုတချို့ရှိသွားတဲ့အပြင် ်နောက်တလဲပြည်သူတွေကိုအတင်းအဓမ္မစစ်ကြုံပြုနေတဲ့အကြံဖတ်စစ်တဲ့တောက်တိုင်တွေနောက်လိုက်အပေါင်းပါမှန်သမျှကိုစစ်ရေးပြတ်မှတ်ပြတ်တတ်ပြီးတိုက်ခိုက်သွားမှာဖြစ်တယ်လို့လဲ Operation Flame အဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့တောင်သာမြို့နယ်ကမကြီးပင်တဲကျေးရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်ကိုတော်လန်ရေးတပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ချဲချတိုက်ခိုက်မှုအတွင်း စေကောင်းစီတက်သား၅ဦးကတော့အသီးသီးသေကုန်ကြပြီလို့မြင်းညာခဲအမှတ်ရှိတရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါလေမေလာ29ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လယ်ပိုင်းမှာပဲတောင်တာမြို့နယ်ကမကြည်ပင်တဲချေရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ကျဲချတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခတ်မှုအတွင်စစ်ကောင်စီတပ်သား5ဦးကတော့ drone ပုံတွေကြားမှာပဲအသီးသီးသေကုန်ကြတဲ့အကြောင်းကိုတိထားရတယ်လို့ မြင်းညံခရိုင်အမတ်ရှိတက်ရင်ရတာဝန်ရှိသူတူကပြောထားပါလေခင်ဗျအခုတကစီးပွားရေးသတင်းပတ်မှာတော့နိုင်ငံသားဝင်ငွေနှဲပါနေတဲ့စစ်ကောင်စီကရှေးရခိုင်ကုံတွယ်ရင်းနီလန်းဖြစ်တဲ့ကုန်ပစ္စည်းချင်းဖလှယ်တဲ့ BAT ကုံတွယ်မှုစနစ်ကိုစတင်ကျင့်သုံးဖို့ညွန်ကြားလာပြန်တယ်လို့သိရပါတယ်စစ်ကောင်စီကလက်ရှိကုံတွယ်ဘတ်နှစ်နိုင်ငံအကြားကုန်ပစ္စည်းချင်းအပြန်အလှန်ဖလှယ်တဲ့ BAT ကုံတွယ်မှုစနစ်ကိုကျင့်သုံးဖို့ပြောလာပြီးပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်အတွက်နိုင်ငံသားငွေပြန်လည်ရရှိမှုကင်းလို့ခွင့်ကိုဗဟိုဘဏ်မှာရှောက်ထားရမယ်ဆိုပြီးတော့လဲစစ်ကောင်စီရဲ့ဗဟိုဘဏ်ကမေလ28ရက်နေ့ကပဲရွေးမစီစီအိုင်းကုံသွယ်မှုဆက်မှုအသင်းချုပ်စီကိုအကြောင်းကြားစာပေးပို့လိုက်တယ်ဆိုပါလေမြန်မာနိုင်ငံအနေနဲ့ဒွင်းကုံအပေါ်မှာသာအဓိကမှီခိုနေရပြီးထုတ်ကုန်နေနဲ့မြည်သည့်ကုန်ပစ္စည်းကိုမှနိုင်ငံတကာအဆင့်မီမထုတ်လုပ်နိုင်တဲ့အတွက်ကုန်ပစ္စည်းချင်းဖလှယ်တဲ့စနစ်ကအောင်မြင်မှာမဟုတ်ဘူးလို့လဲရွေးမစီစီအိုင်းရဲ့စီးပွားရေးသမားတို့ကပြောထားပါလေစစ်ကောင်စီက အခုညွန်ကြားလာတဲ့ကုန်ပစ္စည်းချင်းဖလှယ်ရမယ် BAT စနစ်ဆိုတာဟာဟိုးအရင်တုန်းကပုံခဲ့တဲ့စနစ်ဖြစ်တယ်အခုလက်ရှိမှာခင်မမီဒော့တဲ့အပြင်ကိုကနိုင်ငံတကာအဆင့်မီကုန်ပစ္စည်းတွေဘာမှမထုတ်နိုင်မဲ BAT စနစ်လုတ်ဖို့ကမဖြစ်နိုင်ဘူးလို့ UMS CCI ရဲ့စီးပွားရေးသမားတဦးကပြောထားပါတယ်ခင်ဗျာတပတ်မှာတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာရွှေနဲ့ဒေါ်လာဈေးကွက်နှစ်ခုလုံးရပ်ဆိုင်းနေပြီ ဒီကနေ့မနက်ပိုင်းမှာပဲအခောက်ရွှေတစ်ချက်တန်းကို58သိန်း8000ခွဲအထိဈေးနှုန်းရောက်ရှိသွားပြီလို့ရွှေကုန်တယ်နဲ့နိုင်ငံခြားငွေလဲလက်ကြီးတိုင်တချို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာပဲဒေါ်လာဈေးစပွင့်ကတဲ့ကဒေါ်လာကိုမြန်မာကျပ်ငွေ4910နဲ့9010အကြမ်းမှာရှိနေတဲ့အတွက်ဈေးကွက်ရက်ဆိုင်နေတယ်လို့ပေါ်ပေါ်ထင်ထင်နဲ့ဘသူမှမရောက်ရကြတော့ဘူးလို့နိုင်ငံခြားငွေလဲလက်ကြီးတိုင်တအုပ်ကပြောထားပါတယ်အလားတူ တစ်ဖက်ကရွှေဈေးနှုန်းမှာလည်းဒီကနေ့မနက်ပိုင်းဈေးစပွင့်တဲ့အချိန်မှာပဲတကြက်သားကို58သိန်း4000နဲ့စပွင့်တာဖြစ်ပြီးမွန်းတဲ့ချိန်မှာတော့တကြက်သားကိုငွေကျပ်58သိန်း8000အထိဈေးနှုန်းမြင့်တက်သွားတဲ့အတွက်ရွှေဒုံရောင်းချတဲ့သူတွေအနေနဲ့အယောင်ဝယ်တွေရပ်ထားကြသလိုစစ်ကောင်စီရဲ့ဖမ်းဆီးခံရမှာကိုလည်းစိုးရိမ်နေကြရတယ်လို့ရွှေကုန်းတဲ့တူကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ကြတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ